ပရီးမီးယားလိပွဲစဉ်37မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးအပိုင်းနှစ်မင်္ဂလာပါခင်ဗျကိုကန်အစ်စတာဖုတ်ဘောရှူအနီချူဇူပါရယ်မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးတို့ရဲ့ပွဲချိုသုံးသက်ချက်ဒုတိယပိုင်းကိုလုံပြီးသွားကြပါတယ်ဒုတိယပိုင်းမှာတော့အာရှရဲ့အကျော်ပေးမှုတွေပရီတီစီရဲ့ခံမှန်းမှုတွေနဲ့အတူဗျူဟာပိုင်းချင်းကပ်မှုတွေကိုလုံသွားမှာဖြစ်ပါတယ် အာချရဲ့အကြောပြမှုကိုကျွန်တော်စပြီးတော့ဆွေးနွေးသုံးသပ်ကြည့်အောင်ခင်ဗျမန်စီးတီးကတည်ကြရင်တဝက်ဆုံးရှုံးခွင့်ပေးထားပါတယ်အစောပိုင်းအကြောပြမှုဖြစ်တဲ့အတွက်ကြောင့်ပွဲနာနေတဲ့အခါကျရင်အကြောပြမှုပြောင်းကောင်းပြောင်းလဲနိုင်ပါတယ်ဒီအကြောပြမှုကပွင့်လင်းပြောရင်ဒရေဆိုတဲ့အကြောပြမှုလောက်ပဲပေါ့နော်ဆိုတော့ဒီတစ်ပတ်ပရီးမီးယားလိပွဲတွေမှာအကြောပြမှုမပြတ်မသားပွဲတွေတော်တော်များတယ်အစက်ပွဲရှိတဲ့နေရာမှာ၈ပွဲလောက်ကအဲ့လိုကက်ကက်တက်တက်အကြောပြမှုတွေကြီးပဲအကြောပြမှုပျော်ပြောင်းမှုတွေကြီးပဲဘက်ကံမယ်ဆိုရင်လည်းပွဲတိုင်းကဘက်ကံလို့မနိုင်နိုင်ဘူးဒဲတွေးမယ်ဆိုရင်လည်းပွဲတိုင်းဒဲတွေးလို့မနိုင်နိုင်ဘူးအဲ့အတွက်ကြောင့် ဟိုတချို့ဘွဲတင်တွေကဟိုဘက်ကန်ပြီးမှန်သွားတဲ့ဘွဲမျိုးတွေပါမယ်တချို့ဘွဲတင်တွေကြောက်ရလဲဒဲတွေးပြီးမှန်တဲ့ဘွဲတင်တွေမျိုးတွေပါနိုင်တယ်ကိုကန်ကောင်းရင်တော့ပဲဗျာအဓိကကန်ပါပဲဟိုကန်ကောင်းရင်တော့ကိုဘက်ကန်တဲ့ဘွဲမှန်ရင်လည်းမှန်မယ်ဒဲရွေးတဲ့ဘွဲမှန်ရင်လည်းမှန်မယ်โอเคတိုတယ်ကုန်းနဲ့ကျွန်တော်တစ်ချက်ပြန်ချိန်ကြည့်မယ် 3D ဖြစ်ပါတယ် 3D ကိုတော့ကျွန်တော်နည်းနည်းသဘောကျတယ်ဘာကြောင့်လဲဆိုတော့ Arsenal နဲ့ Everton ဘွဲဆိုရင်သူကတေကြရင်တဝက်ဆုံးရှုံးခွင့်ပေးထားတယ်ဒါပေမဲ့တိုတယ်ကုန်းကနှလုံးတဝက်ရှုံးအရင်ပြော့ပြောင်းတယ်အဲ Chelsea ဆိုရင်လည်း ဒီ United ဘွဲနဲ့တူတူပဲတေကြရင် Brentford ကိုတဝက်ဆုံးရှုံးဝင်ပေးထားတယ်အခု Man City ကလည်း United ကိုတေကြရင်တဝက်ဆုံးရှုံးဝင်ပေးထားတယ်သို့တော့ Torrey ကိုကကြောက်3 3 3ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အနိုင်တသိန်းသိန်းကိုမျောလင်းခွင့်ရှိတယ်ဗျာတေကြမယ်ဆိုရင် ပြိဿအနေနဲ့ဘာမှဟိုအချိုးဖြစ်ထုံးမှုမမေရာမရှိဘူးလေတသိန်းသိန်းကနိုင်သွားမယ်ဆိုရင်ဘာပြောနိုင်တဲ့အသင်းကိုရွေးချယ်ပြရင်လေလုံးဝအပြည့်နိုင်မယ်ရှုံးတဲ့အသင်းကိုရွေးရင်လည်းဗျာအပြည့်ရှုံးမယ်ဒါပဲရှင်းရှင်းလေးအဲကျွန်တော်တွေကဒီဘွဲမှာဟိုဘယ်လိုပြောမလဲ ဘယ်သိနိုင်နိုင်လဲဆိုတဲ့ရွေးချယ်မှုကိုအဓိကစဉ်းစားရလိမ့်မယ်။တည်ကြဖို့များတဲ့ဘွဲတင်တပွဲဆိုတာကတော့လက်ခံတယ်။တိုးတော်ညာလဲတိုတဲကိုအကြောပြမှုရ2-1လောက် result မျိုးနဲ့နိုင်သွားတဲ့ပုံစံအခင်းချင်းဖြစ်နိုင်တယ်။1-1တည်းဆိုင်အဲ့လို2-1လို့ result မျိုးကတသိမ့်မဟုတ်တသိမ့်ဖြစ်သွားနိုင်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်ပထမပိုင်းမှာလဲဒီကိန်းကနဲအချက်လက်ဆွေးနွေးသုံးသပ်မှုတွေထမပါပြီးသွားပြီ။ United ကအခုနောက်ပိုင်းပွဲတွေမှာ Man City ကိုတော်တော်ဒုက္ခပေးခဲ့တဲ့အသင်းတသင်းဖြစ်ပါတယ်။ Now United ဒီဒီပွဲပြီး Europa League ပြန်ရဖို့ရှိတယ်။ Lyon နဲ့ပွဲချက်ကစားဖို့ရှိပေမဲ့ ဲ့ Premier League မှာလည်း Ruben Amorim ကကျွန်တော်ထင်ထားသလိုမျိုး PPO ကန်တာတော့မဟုတ်ဘူး။သူရရင်ရသလောက်တော့နာမည်မကျအောင်မပြတ်အောင် ကန်လိကန်ထားတော့ရှိတယ် Ultraford ကွင်းဖြစ်တယ်နောက်ပိုင်းမှာလည်း Mercedes ကိုအမြဲတမ်းလိုလိုဒုက္ခပေးနေတဲ့အစဉ်လာရကျွန်တော်ကတော့ handicap ပြ Manchester United အသင်းကိုရွေးချယ်ပေးခြင်းပါတယ် Mercedes ရွေးလဲပြဿနာထွေထူးတော့မရှိဘူးနောက်ဆုံးပြအနိုင်ရှုံးမပေါ်ဘူးတူတယ်ဂိုးလိုကျွန်တော်တို့ခမန်းသလို2-1 result ဖြစ်မသွားဘူးဆိုရင်တောင် Mercedes တည်ရကြရပါဖြစ်လေတော်ဝပဲဆုံးရှုံးမယ်ဒါတော့ကိုယ်အကြိုက်နဲ့ကိုကိုရွေးချယ်မှုနဲ့ကိုပေါ့နော်ကျွန်တော်ကတော့ Man United ကိုပိုသဘောကျတဲ့အတွက်ကြောင့် handicap မှာ Man United အသင်းကိုရွေးချယ်ပါတယ် Pretty ရဲ့ခမန်းချက်ကိုကျွန်တော်ထပ်ပြီးတော့ပြောပြခြင်းပါတယ် Pretty ကတော့1-1 န်တီဘွဲဖြစ်သွားမယ်လို့ခမန်းထားပါတယ် ဒီလိုခမန်းမှုမျိုးကဟိုတဘာဝကြတဲ့ခမန်းမှုမျိုးလိုပဲထင်တယ်။တရေကြနိုင်တယ်၊နိုင်ရင်လည်းတသိန်းသိန်းက2လောက်နဲ့ပဲဒါမှမဟုတ်10လောက်နဲ့ပဲကတ်နိုင်သွားနိုင်တယ်။အဲ့တော့ကြောင့် ancient breakthrough လောက်တာကတော့ထွေထူးထူးအရှုံးကြီးမားမနေတဲ့အတွက်ကျွန်တော်ကတော့ ancient breakthrough ပဲလုပ်ချင်တယ်။တေချဖို့များတဲ့ဘွဲတင်ဘွဲဖြစ်တယ်လို့အဲ့လိုတသိန်းသိန်းကလည်းကတ်နိုင်သွားဖို့အခြေအနေအများကြီးရှိပါတယ်။ Okay ကျွန်တော်နောက်ဆုံးပိုင်းဖြူပိုင်းချင်းကမှုတချို့ကိုလောက်လိုက်အောင်။ Ruben Morin ရဲ့ Manchester United ကတော့ကစားပုံနဲ့ aggressive ဖြစ်လာတဲ့ပုံစံမျိုးလေးကြီးကျွန်တော်နောက်ပိုင်းမှာတွေ့ရတယ်။ဒါပေမဲ့လည်းဗျအ ဲ့ဒီ aggressive ဖြစ်တဲ့ playing style တစ်ခုမှာလိုက်ပါစီမျောပေးမဲ့ကစားသမားတွေကလည်း aggressive ဖြစ်ဖို့လိုတယ်ပြပြင်းထထန်နဲ့တိုက်ပွဲဝင်စိတ်အပြည့်เนาะတိုက်ခိုက်စိတ်အပြည့်ကစားတဲ့ playing style ပြောတာပါအဲ့တော့ team playing style တစ်ခုဆိုတာ player တဦးတယောက်ချင်းစီကနေအစုဖွဲ့လာတဲ့အစုအဖွဲ့အကွက်လေးတွေကနေဖြစ်ပေါ်လာတာလို့ပြောလို့ရတယ်အဲ့တော့ကြောင့်အခုနောက်ပိုင်း United ရဲ့တန်ရကစားသမားများပြားလာမှုက Ruben Amorim ရဲ့ aggressive စစံကစားတဲ့ပုံစံကိုနည်းနည်းလျော့သွားစေတယ်လို့ကျွန်တော်ယူဆတယ်။ United ဘလောက်ပဲ ဂိုးတွေပေးနေရပါသေး။နောက်ကစားသမား၃ယောက်ဒီ midfield line လို့တက်ပြီးတော့ဘောလုံးတွေကို pressing လုပ်တဲ့ကစားဟန်မျိုးတွေကျွန်တော်ရှေ့မှာအများကြီးမြင်တွေ့ခွင့်ရခဲ့တယ်။ United ရဲ့အတောင်တင်းဆုံးနေရာတနည်းအားဖြင့် Ruben Amorim ရဲ့ view အပိုင်းအောက်မှာအံဝင်ဒါအမြန်ဆုံးနေရာ ကျွန်တော်အများနဲ့ပြောနေကြပါဒီ defensive line ပဲအဲ defensive line ရဲ့ကစားသမားတွေအကုန်လုံးဒီပါအဆင်ပြေတယ်သို့တော့အခုနောက်ပိုင်းများပြားလာမှုနဲ့အတူနည်းနည်းယော့လာတာကျွန်တော်တွေ့ရတယ် Marcus Delic ကို CCB တနေရာမှာထားပြီး Madura Uri တို့ Euro တို့ကိုတည့်ပြီးတော့ကစားနေရတယ်ပေါ့အဲ့တော့ Euro ဆိုတော့လည်းချက်ခိုင်မှုပိုင်းကအရင်ပြေးသွားတဲ့ကစားသမားတယောက်တော့မဟုတ်ဘူးပုံမှန်အဖြစ်ဆိုရင် Euro ကောင်းတယ်ကျွန်တော်လက်ခံတယ်တိုးပေမဲ့အခုချိန်မှာ Euro အရင်ယုံကြည်လို့မရတဲ့အပြင်တစ်ဖက်က Madura Uri ကလည်း3ဘက်နေရာမှာကစားဖို့ဆိုတာတည့်ပြီးတော့အဆင်မပြေလောက်အဲ့တော့ကြောင့်အရင် solid မဖြစ်တဲ့ ခံစစ်ကစားပုံတစ်ခုကိုမန်စီးရီးအနေနဲ့တေချာဖိဖိစီကစားဖို့တော့လိုလိမ့်မယ်ယူနိုက်တက်ရဲ့ရူဘင်အမော်ရင်ခစ်မှာအဓိကပုံပေါ်လာတဲ့ခံစစ်လိုင်းမှာကစားတဲ့ကစားသမားအများစုကအခုချိန်မှာယော့လာတဲ့အတွက်ဒါသည်မန်စီးတီအတွက်အခွင့်အရေးတရက်ဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်မန်စီးတီရဲ့ playing style ကိုတစ်ချက်ပြန်ကြည့်အောင်အားလင်းအားလန်းဒီနှစ်ဘောလုံးရာသီမှာတိတိတသားကြီးကြာဆင်းသွားခဲ့တာက မက်ဆီဒီရဲ့ကွင်းနယ်ကစားပုံကြောင့်ဖြစ်ပါတယ်မက်ဆီဒီရဲ့ကွင်းနယ်မှာမက်ဒီယိုကိုဗာစစ်ကိုဒီပနေရထားပြီးနံပါတ်6နေရာကနေကစားစီတယ်ဆိုပေမဲ့ဒါဒီမက်ဒီယိုကိုဗာစစ်ရဲ့ပုံတံအသွင်အမှန်မဟုတ်ဘူးဗျနံပါတ်8ကစားသမားနံပါတ်10ကစားသမားအဖြစ်သူ့ရဲ့ကစားသမားဘဝတက်တန်းတစ်လျှောက်လုံးကျင်လည်လာတဲ့ကစားသမားကိုနံပါတ်6နေရာမှာထားလိုက်တာ တပွဲတလေနှစ်ပွဲတလေရေတို့မြတာအဆင်ပြေလိမ့်မယ်ရေရှင်မှာတဖြည်းဖြည်းကျွန်တော်ပုံပေါ်လာတာပဲအဲ့ဒီကြောင့်နီကိုကွန်ဇလက်စ်ကိုခေါ်လိုက်ကြတယ်အဲ့တော့ဒီကွင်းလေစူပွဲမှုကနေအသက်အရွယ်တစ်ခုရောက်လာပြီးဖြစ်တဲ့ဂေဒီဘီတို့မကစားနိုင်တော့တဲ့အချိန်မှာတချို့သော key pass တွေ killer pass တွေ diagonal pass တွေထွက်မလာတော့ဘူးအဲ့ဒါအာလင်းဟာလန်တွင်းကိုနေသွားခြင်းရဲ့တက်တွေပဲအဲ့တော့ကြောင့် ပပ်ဂွာဒီယိုလာသည်ဒီလိုအသင်းရဲ့လိုအပ်ချက်ကြီးကိုပြောင်းလဲပြစ်မယ်ဆိုရင်ဇန်နဝါရီပြောင်းရွှေ့ကာလတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာကောင်းကောင်းသိတယ်။ပလေယာတဦးတယောက်ချင်းစီကျွမ်းကျင်မှုနဲ့ပဲကိုရအောင်အားပြုဖို့အတွက်အိုမားမာမို့စ်တို့လိုမျိုး individual skill ကောင်းတဲ့ player မျိုးကိုရအောင်ခေါ်ယူခဲ့တာပါပြောချင်တာကတော့ပပ်ရဲ့အရင်တော့က viewer ကြကြကစားတဲ့ပုံစံအခင်းချင်းကနည်းနည်းလေးဒီရာဒီမှာယော့ပြီးပြတ်သွားတာကိုကျွန်တော်မြင်ရတယ် overload တွေလုပ်တယ်ပြီး isolation တွေခွဲမယ် နော် positional rotation တွေလုပ်တယ်ဆိုတော့ညာလေဒီ viewer ဘိုင်းမှာစီးမျောမဲ့ကစားသမားတွေကအကြပိုင်းဖြစ်လာတဲ့အတွက်ကြောင့် pub ကလည်းအရေးသွေးရှိတဲ့နီးပြပြပြနောက်ပိုင်းမှာ player တဦးတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုကိုပဲအဓိကအားပြုကစားလာတာကျွန်တော်တို့တွေ့ရပါတယ်အရင်တော့က messi ကိုကစားခဲ့ဘူးပဲဆိုရင် messi ရ messi ပဲတစ်ခါမှတစ်သက်တစ်သက်မှတစ်ခါပေါ်တဲ့ကစားသမားဖြစ်တဲ့အတွက်သူ့ကိုတည်ပြီးဆိုမှသို့တော့ messi ဒီမှာအခုတည်ဆော့နေတာကအဲ့ဒီတည်တဲ့ကစားသမားကနေဖြစ်တဲ့ပေါ်ရေးတဲ့စာရင် เนาะကစားကွက်ပေါ်ရေးတဲ့အစာရင်အဲ့ဒီကစားသမားရဲ့ကျွမ်းကျင်မှုကနေကိုးရဖို့အတွက်ပဲအားပြုလာတဲ့ဟန်တွေကိုမြင်ရပါတယ်ခင်ဗျာဥမာပြောရင်တော့အိုမမမိုရှ်ကိုသူတို့ခေါ်လိုက်တယ်အဲ့ဒီမာမိုရှ်ကလည်းတကယ်ကြောက်ဖို့ကောင်းတဲ့ကစားသမားကျွန်တော်တို့အီချစ်ကစားသမားတွေကိုအများကြီးမိခဲ့ဘူးတယ်ဟိုရင်တော့မီရိုတို့ရှိမယ်ဇာကီတို့ရှိမယ်အဲ့လောက်ထိရေသွေးပိုင်းကကောင်းမနေဘူးဒါပေမဲ့မိုဆလာတို့ပေါ်လာပြီးတဲ့နောက်ပိုင်းမှာအီဂျစ်ရှင်တွေရဲ့ကျွဲကျင်မှုတွေကတဆင့်မြင့်လာရလို့ကျွန်တော်ထင်တယ်ဂျားထဲမှာလည်း Trazigat တို့ရှိခဲ့ဘူးမယ်ဗျာထားပါတော့အခုချိန်မှာလည်း Mamush က မူဆာလာကတော့မိဂျင်မမီလိမ့်မယ်ဒါပေမဲ့တော်တော်ကောင်းတဲ့ Egyptian လို့ပြောလို့ရတယ်အဲ့ဒါကြောင့်တဦးချင်းတယောက်ချင်းကျွမ်းကျင်မှုနဲ့ထိုးပေါင်းမဲ့ကစားသမားတွေဖြစ်တဲ့ Jeremy Doku တို့ Mamo Sto ရဲ့ skill ဘိုင်းတွေကျွမ်းကျင်မှုဘိုင်းတွေကို United ရဲ့ကွင်းလယ်ကစားသမားတွေပပနဲ့နဲ့ကစားနိုင်ဖို့တော့လိုမယ်ကျွန်တော်ကကွင်းလယ်ကစားသမားတွေကိုဘာကြောင့်တည်ပြောတာလဲဆိုတော့ defensive line မှာ တချို့ကစားသမားတွေအနေငယ်ယော့သွားတဲ့အချိန်ကွင်းလယ်ကစားသမားတွေကအသက်ပြစ်လာတယ်။ပြီးခဲ့တဲ့ Giant ထဲမှာ Northern Forest ကိုရှုံးခဲ့တဲ့ပွဲစဉ်အဓိကယော့သွားတဲ့နေရာအဲ့ကွင်းလယ်စုဖွဲ့မှုပဲဒါပဲကျွန်တော်တို့ Casmero အနေနဲ့ပွဲစဉ်တိုင်းခြေသွင်းပြဖို့ဆိုတာသိပြီးအဆင်မပြေဘူး။သူ ပွဲတွေတောက်လျှောက်ကစားပြီးစစ်တပ်ပိုင်းဆိုင်ရာကောင်းနေတဲ့အချိန်မှာနိုင်ငံတကာပွဲစဉ်တွေရောက်လာတဲ့အတွက်ကြောင့်အဲ့ဒီ Nordic Forest နဲ့ပွဲမှာ Casperio ရဲ့ဆွမ်းဆောင်ရည်အနည်းငယ်ကျသွားတယ်။အဲ့မှာပေါ်တာပဲဆိုတော့ Casperio ပဲထက်တဲ့ Manuel Ugarte ပဲထက်တဲ့ Christian Eriksen ပဲထွက်တဲ့တေးကြတာကူကတော့ DP အောင်ကစားဖို့လိုတယ်။ Man City ဒီ DP အောင်ကစားမယ်ဆိုရင်အဲ့ Tamman Running ချိတ်တယ်။နောက် Pocket Position နဲ့အာယူတဲ့ နေရာတွေမှာအားနည်းချက်အများကြီးရှိတယ်ဒီပိုင်းတွေကတော့ဒါကျွန်တော်တို့လေးလာမသားထားတဲ့လောက်ပြောနေပေမဲ့ Ruben Amorin တို့ Pep Guardiola တို့ဆိုတာဘလို့ကစားရင်အသာစီးရမယ်ဘလို့ကစားရင်တော့အားနည်းချက်ရှိမယ်သူတို့ပို့ပြီးတော့ကောင်းကောင်းမွန်မွန်တိမယ်လို့ထင်ပါတယ် United အသင်းကလည်း3 back ကိုတည်ထားတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်တန်းမှ9ယောက်ထိရန်ပန်ကဖြစ်သွားနိုင်တယ်လို့ Central သုံးပါလဲ9ယောက်ထိဖြစ်သွားနိုင်တယ်အဲ့အတွက်ကြောင့်ထုံးတဲ့တိုင်းပဲကြက်အောင်ကစားမှာဖြစ်ပါတယ်တစ်ဖက်က Man City ကလည်းသူတို့ရဲ့တိုက်စစ်စုဖွဲ့မှုကို ကြောက်စောတဲ့အသင်းနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ကိုရဖို့ဆိုတာထင်သလောက်ထိတော့လွယ်ကူမနေပါဘူး conclusion ဆွဲရမယ်ဆိုရင်တော့ဒီပွဲတွေမှာကျွန်တော် Manchester United အသင်းကိုပဲကြိုက်ပါတယ်တေချဖို့များတဲ့ပွဲတွေတပွဲလည်းဖြစ်ပါတယ်ခင်ဗျာ